တော်ရရှင်များအလုံးမဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စာရေးဆရာကုတ္တရဲ့ကတ္တလူဆိုတဲ့ဝတ္ထုတွေကိုနားဆင်ရမှာဖြစ်ပါတယ်ဒူးရင်မှာမြန်မာစကားမဟုတ်ဒူးကြီးဟူသော မလေးစကားမှ ပြောင်းလဲလာခြင်းဖြစ်သည် ဒူးကြီးမှာမလေးဘာသာအဖြစ်စူးဟုအဓိပ္ပာယ်ရသည်ထို့ကြောင့်ဒူးရင်သည်ဆိုသည်မှာစူးရှိသော အသီးပင်တည်းအစကနဦးတွင်ဒူးရင်သည်ကိုမြမပြည်သို့မလေးလူမျိုးတင်မောသားများကယူဆောင်လာခဲ့ကြဟန်တူသည် အရှိတိုင်းသားများသည်ဒူးရင်သည်ကို နှစ်သက်ကြသည်တို့ရာတွင်ဥရောပတိုင်အမေရိကတိုင်စသောအေးပိုင်းစုံ၏အနောက်တိုင်းသားများကဒူးရင်သည်ကိုအရသာတွေ့ဟန်မတူကြကြည် သူတို့သည်ဒူယင်သည်အတွင်းရှိ အသားမွှားများ၏အတွင်ကိုမြင်ရယုံနှင့်ပင်ဆက်ဆုပ်ကြဟန်လက္ခဏာရှိသည်၎င်းပြင်ဒူယင်သည်ကိုစားမိသဖြင့်ခန္ဓာကိုယ်အတွင်း၌လွန်ကဲလာသော အပူဓာတ်၏အရှိန်ကို ခံနိုင်ကြဟန်မတူကြမြမလူမျိုးများသည်ဒူရင်သည်ကိုကြိုက်နှစ်တက်ကြသည်မှန်၏တို့ရာတွင်ဒူရင်တော်များသို့တွားရောက်ဖူးသူတို့၏အရေးတွက်ကလွန်စွာနေပေမည်တို့နေရခြင်းမှာလည်းအကြောင်းမဲ့မဟုတ်တန်ကြီး ဒူးရင်ပင်များသည်လူသူမနီးသောတောတောင်များထဲတွင်သာအောင်မြင်စွာ ပေါက်ရောက်ပွင့်သီးကြသောကြောင့်ဒူးရင်တော်များသို့တပင်တပန်းသွားရောက်မှသာလျင်ရောက်နိုင်လေတော့သည်ဒုဖြစ်ရာဒူးရင်ချံများသို့တာမညစိတ်ဆွဲနှင့်ရောက်နိုင်ခဲ့ပြီခြင်းထိုနှစ်က1936ခုနှစ်တည်မောင်တီကြီးအိမ်တော်ကြပြီးသည့်နောက်တစ်နှစ်တွင်မိတည်မောင်တီကြီးနှင့်ခင်တီကြီးတို့သည် နွေရာသီကျောင်းပိတ်ရက်တွင် အပန်းဖြေရန်ရန်ကုန်တက္ကသိုလ်မှဗိမ့်မြို့သို့စာဟာဘီအက်ဒီဆင်သင်္ဘောကြီးစီးကပြန်ရောက်လာကြသည်ဗိမ့်မြို့သို့ရောက်တော့မြို့ပေါ်တွင် သုံးရက်သားနေ၍ကျွန်းသားရပေါ်သို့အမြန်ပြောင်းရွှေ့နေထိုင်ကြတော်သည်ဗိတ်တနယ်လုံးတွင်ဒူရင်သီများပေါ်စပြုသည် တကူးလာသန်းလောက်တွင် မောင်တီကြီးတို့သည်ဗိမ့်မြို့ပေါ်သို့ပြန်လည်ပြောင်းရွှေ့လာကြတော်သည်အဘယ်ကြောင့်ဆိုသောကက်တလူကျွန်းပေါ်ရှိ ခင်တီဂျီတို့ပိုင်သောဒူရင်တော်သို့တွားရောက်လဲပတ်ပြီးလျင်ဒူရင်သည်များကြောင်းလက်တွေစုံစမ်းသိရှိလိုသောကြောင့်ဖြစ်သည်ကက်တလူကျွန်းက ကြီးပါပြီတောင်းကျွန်းပေါင်း၈၀၀ကျော်ရှိသည့်ဗိတ်ကျွန်းစုတွင် အကြီးဆုံးကျွန်းကြီးပေထို့ကြောင့်လည်းအင်္ဂလိပ်များက King Island ဟုအမည်ပေးထားကြသည်မဟုတ်ပါလော ထိုကျွန်းပေါ်တွင်တောတောင်စိမ့်ဆန်းရေအိုင်များပြင်ဒူရင်ကျမ်းများကော်ဘတ်ချမ်းကြီးများဥယျာဉ်လေမြေများကြေးရွာများဖြင့် ပြည့်ရှမ်းလျက်ရှိပေသည်ဘိမြို့တီရှိရာ ကျွန်းကြီးတပင် ကြီးပါပေသည်တနေ့သောမောင်တီကြီးနှင့်ခင်တီကြီးတို့သည်မိမိတို့ပိုင်မေခလာအမိပေးထားသောမော်တော်ဘုတ်ဖြင့်နနက်6နာရီခန့်တွင်ဘိမြို့မှထွက်ခွာခဲ့ကြသည်မေခလာသည်ဘိမြို့တစ်ဖက်ရှိ ပထောတောင်ကို ရစ်တည်၍အနောက်စူးစူးသို့ခုံမောင်းသွားတော်သည်ပထောတောင်ကိုကျော်လွန်သောမဆမ်းပါကျွန်းစီတို့ဥတီလျက်သွားတော်သည် လမ်းတစ်ချောင်းလုံးတွင်ငါးမျိုးစုံမြူတန်ခုံလွားနေကြသည်ကိုကြည်နူးပွေမြင်ရသည်တခါတခါတွင် လင်းရှူးခေါ်ငါးကြီးများသည်အုပ်အင်းဖွဲ့ကမြူထူနေကြသည်ကိုလည်းတွေ့ရသည်မိခလာကစိတ်မြသောရေပြင်ပေါ်တွင်မိမိတာဝန်ကိုမတုံမလဲထမ်းရွက်နေတော်သည် လိုင်းလီကအထူးညိတ်တက်နေသည်နာယူဝခန့်ကြသောမိခလာသည်မဆန်းပါချောင်းဝသို့နီးလာတော်သည်ဒီတွင်ပင်တပည့်ကျော်အောင်ဖေးသည် မောင်တီကြီးအနီးသို့ အလျင်စလိုနဲ့ကက်လာတော့သည်ဆရာဟေးအောင်ဖေမဆန်းပါချောင်းဝါမှာမိချောင်းအမဲရှိတယ်ဆရာဆရာပြစ်ချင်ရင် life ဖဲအတင့်ပြင်းထားနော်အိုးဟုတ်လားအမဲရှိသလားကျွန်တော်ဖြင့်အမဲတွေ့ခဲ့တယ်ဆရာတဝအလွန်ကြီးတယ်ဆရာချောင်းဝါလက်ဝဲဘက်ကိုတေးသေးချာချာကြည့်နော်ဟောဟောပြောရင်ဆိုရင်ဟောဟူမှာပေါ်နေပြီတဝကြီးတဲ့အကောင်ပါပဲပြစ်ပါဆရာပြစ်ပါမောင်တီကြီးဒီအောင်ဖေလက်ညှိုးညွှန်ရသူ အမြန်ကြည့်လိုက်ရာ15ဘေးကန်ရှည်သောမိချောင်းကြီးတစ်ကောင်ကိုမြင်ရသဖြင့်ရိုင်ဖယ်ကိုအမြန်ချိန်၍ခလုတ်ကိုဆွဲလိုက်တော်၏မိချောင်းကြီးကရေပြင်ပေါ်တွင်မလှုပ်မရှက်ပဲငြိမ်နေ၏တို့ညာလေမိခလာကမတီမငိမ်ပဲခยีသွားနေရကရိုင်ဖယ်မှထွက်သွားသောကြည်စံသည်မိချောင်းနှင့်တပေကန်လွဲ၍ရေပြင်ကိုအရှိန်ပြင်းစွာထိမှန်တော်သည်မိချောင်းကြီးလည်းရေပြင်ကို အမိဖြင့်ခတ်ခါငုံရှိုးပျောက်ကွယ်သွားတော်သည် ထီသွားပြီဆရာထီသွားပြီမထီဘူးထင်တယ်အောင်ဖေးလွဲသွားပြီအာထီတယ်ဆရာတေးသေးချာချာကျွန်တော်မြင်လိုက်တယ်ဘယ်နေရာကိုထီသွားလဲဖင်မွေးကိုထီသွားတယ်ဆရာဒါကြောင့်ဖင်မွေးရှည်ကြီးကိုခါပြီးရေထဲငုပ်သွားတာဆရာမြင်လိုက်တယ်မဟုတ်လားဖင်မွေးကိုတေးသေးချာချာထီသွားပြီဟင်ဖင်မွေးဆိုတာဘယ်နေရာကိုခေါ်တယ်လဲအော်ဖင်မွေးဆိုတာအမိပေါ်ဆရာဘိတ်တော်နယ်တွေမှာအမိကိုဖင်မွေးလို့ခေါ်ကြတယ် အမွေးလို့လည်းခေါ်ကြတယ်။တဝဲနေမှာတော့ဘင်းလို့ခေါ်တယ်။အော်ဒီလိုခေါ်သလားစန်းသဟိမေခလာသည်မဆန်းပါချောင်းတွင်သို့ခုံမောင်းသွားနေသည်။ချောင်းဘေးတွင်တီဆောင်ထားသောတဲအိမ်မြင့်များပေါ်မှခလေးလူကြီးမကြမ်းခေါင်းပြူကြည့်ပြီးလျင် အော်ဟစ်ကြတော်သည်။ချောင်းနှစ်ဖက်တွင်ကနစုကပြိုင်စသော ရေထင်းပင်အများပေါက်နေကြသည်။တိပင်များပေါ်မှာပန်းစင်းခေါ်ပိန်းညင်းငှက်ငယ်ကတ္တလူများသည် ရေပေါ်တို့မကြမကြထိုးဆင်း၍ငားငယ်များကိုထိုးတုံနေသည်မှာကြည့်၍ကောင်းသေးတော်15မိနစ်ခန့်ကြာလျင်မေခလာသည်မဆန်းပါကျုံးကိုကြော်ဖြတ်ပြီးနှင်တော်သည်ထို့နောက်ပတုတ်ကျုံးစီတို့ဥတီခုံမောင်းသွားတော်သည်ပတုတ်ကျုံးဤတွင်လမူးနှင့်တလိုင်းပုံးခေါ်ငားထောင်ဖန်းသည့်မြုံကြီးများကိုတွေ့ရသည်ပတုတ်ကျုံးကိုကြော်လွန်၍나이ဝက်ခန့်ကြာတော်ကတ္တလူချောင်းဝါတို့ချင်းကပ်လီတော်သည် ်ဒီတွင်အောင်ဖေသည်မောင်တီကြီး၏အနီးသို့အေရီကြီးရောက်လာပြန်သည်ဆရာကတ်တလူချောင်းဝရောက်တော့မယ်မိเจ้าအမဲရှိတယ်လိုက်ဖေတနက်အသင့်ပြင်ထားနော်အေးဟုတ်လားဒါဖြင့်ငါအသင့်ပြင်ထားမယ်တွေ့ရင်ပြောနော်ဟောဟူမှာမြင်ရပြီဆရာလက်ဝဲဘက်မှာမြင်မူးလားတဝကြီးတဲ့မိเจ้าကြီးပါပဲပြစ်ပါဆရာမောင်တီကြီးသည်အောင်ဖေညွန်ပြရာသို့ကြည့်လိုက်ရာ15ပေရှိသည့်မိเจ้าကြီးတကောင်ကိုမြင်ရပြန်သည်နှင့် တနက်ကိုအမြန်ချိန်၍ပြစ်လိုက်တော်သည်တို့ရာတွင်ကြည်စံသည်မိเจ้าဤခေါင်းနှင့်တပေကန့်လွဲသွားပြန်သည်အချိန်ပြင်းသောကြည်စံသည်မိเจ้าဤအနီးတွင်ရေလုံးကြီးတစ်လုံးကိုဖြစ်ပေါ်စေရာမိเจ้าကြီးလည်းတမဟုတ်ချင်းငုံရှိုးပြောက်ွယ်သွားတော်သည်သာထိပြန်ပြီဆရာထိပြန်ပြီမသိဘူးလွဲသွားပြန်ပြီထင်းနေဟာတီတီချာချာထိတယ်ဆရာ ထိသလားဘယ်နေရာကိုထိသွားသလဲဖင်မွေးကိုပဲလားဟာဆရာ ဒီဒီချင်းဖြင့်ဖင်မွေးကိုမထီဘူးနာယုတ်ကိုထိတယ်ဆရာဆရာမမြင်ဘူးလားနာယုတ်ကြီးကိုရေထဲထိုးဆိုင်ပြီးငုတ်သွားတာလေဘာနာယုတ်ကိုထိသွားသလားနာယုတ်ဆိုတာဘယ်နေရာလဲနာယုတ်ဆိုတာနှာခေါင်းရိုးပေါ့ဆရာဘိတ်တော်နယ်မှာဒီလိုပဲခေါ်တယ်ဆရာအော်ဒီလိုခေါ်သလားစန်းတဟိဖင်မွေးနာယုတ်စန်းတဟိတို့နှင့်မေခလာသည်ကက်တလူเจ้าနှင့်သူဝင်စားပြုတော်သည်ချောင်းနှစ်ဖက်နှစ်ချက်ရှိ ရေသစ်ပင်များထက်တွင်မြောက်ညိုများခုန်လွှားမြူးပျော်နေကြသည်ကို တွေ့မြင်ရပေသည်။နာယူဝက်ခန့်ကြသောချောင်းသည်တဖြည်းဖြည်းကျင်းဝင်သွားပြီးလျင်ကတ်တလူရွာစိတ်သို့ချင်းကပ်လီတော့သည်။မောင်တီကြီးတို့သည်မော်တော်ပုတ်မှဆင်းငယ်၍လှဲစီးသွားကြပြန်ရာနာယူဝက်ခန့်ကြတွင်လှဲလန်းတဲ့ဘေးတနေရာတွင်ဆင်းရသည်။ထိုမှတဖန်ရှုံမြောင်များအကြသို့ဖြတ်ကျော်ခြေကျင်သွားကြပြန်ရာ၁၀မိနစ်ခန့်ကြာတွင်ဒူးရင်တော်ကြီးအတွင်ရှိ တဲအိမ်တို့ဆိုက်ဆိုင်မြဲမြဲရောက်လေကြတော့သည်မောင်တီကြီးသည်တဲအိမ်တွင်15မိနစ်မြအနားယူပြီးနောက်အောင်ဖေနှင့်အတူဒူရင်တော်ကြီးအတွင်လှဲ့လေကြည့်ရှုလေတော့သည်ဤဒူရင်တော်ကချောင်းရှိုးရှိုးမြောင်အထက်ထက်စမ်းအသွဲအသွဲတို့ဖြင့်ပြေရှမ်းကျယ်ပြန့်မာပေသည်ဘေကျုံးစုနယ်အဝင်ကက်တလူကျုံးမော်တွင်အတော်ကြီးသောဒူရင်တော်ဖြစ်သည်ဟု၍လဲပြောသံကြားရဘူးသည်ဟုတ်ပေမည် ဒူးရင်သည်ပေါ်သောယာတီတွင် တနေ့လျင်လုံးရီတထောင်မှ1500ထိထွက်သောဒူးရင်တော်မှာအတော်ကြီးသည်ဟုဆိုရပေမည်ဒူးရင်ပေများမှာပင်စီလုံးပတ်ကြီးခိုင်မြင့်မားလှပါပေသည် အနေဆုံးပင်သည်ပင်ပေတရာကန့်မြင့်သည်ဟုခံမှန်းခြင်းမိတော်သည်ဤမြကြီးမားခိုင်ငံ့နေခြင်းမှာအခြားမဟုတ်ဤဒူးရင်တော်၏အသက်သည်နှစ်ပေါင်းတရာကျော်ပြီ ဖြစ်သောကြောင့်သည် မောင်တီကြီးသည်ဒူးရင်ပင်များကို အမြင့်ရင်းမှပင်များထီတေချာစွာကြည့်ရှုလေတော့သည် တလူလူမြင်မလာသောအကိုက်များအောက်၌တွဲလောင်းကြကားတည်နေကြသောဒူးရင်သည်များသည်မောင်တီကြီးအားပင်မြင့်ပင်လက် ပင်ပြက်ပင်သောဖူးညောင်ကိုက်နုစီဝေးပြု၍တီးမှုတရေတုံးလူဆွေကို ရိုသေလှစွာ လူပမာတို့ကဘာလူလိုက်ဇရိုက်အာကိုညွညွဖြိုးသည်တီးမျိုးခိုင်ညာလပြွတ်သည် ဥသောရှင်ဥဒ္ဓမကျော်ဤဒေါ်လာစာပေများကိုပြည့်၍သတိရစေ၏တစ်ချက်တစ်ချက်တွင်လေးခတ်ပြင်းပြင်းတိုက်လာလျင်ဒူးရင်ပင်ဖျားများနှင့်တကားဒူးရင်သီးများသည်ရိမ့်ွယ်လှုပ်ရှားကြတော်သည်တို့ရာတွင်ဒူးရင်သီးတစ်လုံးမျှကြွေကြသည်ကိုမမြင်ရကြည်အောင်ဖေရေတို့များကောင်းမော်ကိုဒူးရင်သီးကြွေကြလာရင်တစ်ချက်ထဲနဲ့ကိစ္စချောမှာပဲနော်ဟာဆရာမပူပါနဲ့ဒူးရင်သီးဟာနေ့ခါမှကြွေခဲ့တယ်ဆရာ။ ကြွေပြန်ရင်လည်းညနေဆောင်အချိန်လောက်မှသာတလုံးစာနှလုံးစာကြွေလေးရှိတယ်ဘရောမှများများမကြွေဘူးညကြအကြွေများတယ်တကောင်ကျော်လေးအကြွေများလေးပဲမိုးလင်းတာနဲ့အကြွေရက်သွားတော့တာပဲအော်ဒီလိုလားစမ်းတကွယ်ဟုတ်ပါတယ်ဆရာနောက်တော့လဲဒူးရင်ဒီကြွေကြရင်လူနဲ့ဘရောမှမထီဘူးဘာဖြစ်လို့လဲဆိုတော့ဒူးရင်မင်နိုင်မှာနှစ်သုံးမအမြဲဆောင်တယ်အဖျားအလေနဲ့ခြေရင်းပိုင်းတွေမှာနှစ်တစ်ပါးစီအမြဲဆောင်တယ် အဲ့ဒီနှစ်သုံးပါးကလူတွေပေါ်မကြအောင်အမြဲဆောက်ရှောက်ကြတယ်ဆရာဒါကြောင့်ဒူရင်ဒီကြွေကြလို့လူကိုဘရောမှမထိမှန်ခဲ့ဘူးဘူးနှက်ဆောင်လို့ပေါ်ဆရာဆရာမယုံရင်တနယ်လုံးမှာမေးမြန်းစုံစမ်းကြည့်ပါမောင်တီကြီးသည်ဒူရင်ပင်များကို အသေးချာထပ်မံကြည့်ရှုပြန်တော့သူတို့ဤစမ်းကြဲသောဓလိသဘောကိုအကဲခတ်မိတော်သည်ဒူရင်ပင်များကတောင်ဆောင်များပေါ်တွင်သာအောင်မြင်စွာပေါက်ရောက်တီးပွင့်ကြသည် တို့ရှိပြီယာမောင်တီကြီးသည်တဘာဝဓမ္မတာတရားဤစံကျင်မှုနှင့်တာဝန်ကျေပုံတို့ကိုထင်မြင်မိလာတော်သည်မြေပြတ်မော်တွင်ပေါသောဒူးယင်းပင်များကတောဆောင်များပေါ်တွင်ပေါသောဒူးယင်းပင်များကဲ့သို့အောင်မြင်တန်ဆွမ်းခြင်းမရှိကြသည်ပြင်အသည်များမှလည်းအရသာထူးကဲ့ခြင်းမရှိလာကြထို့ပြင်တဘာဝဓမ္မတရားသည်ဒူးယင်းပင်များကို တောင်ဆောင်များပေါ်၌သာတန်ဆွမ်းစွာ ပေါက်စေသည်မှလည်းအခြားမဟုတ်ဒူးယင်းသည်များ ကြွေကြသောကွဲမသွားနိုင်စီရန်ဖြစ်ဟန်တူသည်ဒူရင်သည်များသည်အပင်များထက်မှအချိန်ပြင်းစွာကြလာရညာလေတောင်ဆောင်နှင့်ထိသည်တွင်တောင်ကြီးရှိရှုံမြောင်များတဲ့သို့လူးလိန်ဆင်းသွားပြီးလျင်ခြုံတစ်ခုခုနှင့်ညှိ၍အချိန်တည်သွားရတော့၏တို့နှင့်ကြွေကြသောဒူရင်သည်များအားကွဲပြဲခြင်းမရှိစေရအောင် ကုညီအားပေးသောတဘာဝဓမ္မတရားဤစံကျင်မှုများကို မောင်တီကြီးသည် အထူးစိတ်ဝင်စားမိတော်သည် တို့ဒူးရင်တော်ကြီးကိုလှဲ့လေကြည့်ရှုနေရမှတနာ yı ကြာကြောကန့်ကြာတော့မောင်တီကြီးသည်တောင်ကြီးတို့ဆင်းပြီးလျင်တသွင်သွင် စီးစင်းနေသောစမ်းရည်ကိုအပါဒိယတောက်ခါအမောပြေလိုက်တော်သည်ထို့နောက်စမ်းပေးရှိကြောက်တုံးတုံးပေါ်တွင်ထိုင်ရင်းဒူးရင်ပင်ထိပ်ဖြားများကိုစူးစူးဆိုင်ဆိုင်ကြည့်ပြန်တော်သည်ကြက်တူ၍အောက်ချင်းနှင့်ရှင့်တရဝါများသည်ပင်မြင့်များပေါ်တွင်သူတို့ဘာသာတဘာဝလျောက်တွန်ကျူးအောင်မြင်နေကြသည်တကား ဤကမာကြီးပေါ်တွင်ကျင်လည်နေကြသောမနုဿလူသားတို့၏ဘဝကပျော်ရွှင်ကြည်မွေ့နှလုံးတွေ့စရာတို့ဖြင့်ပြွန့်လျက်ရှိပါသေး၏တကားမောင်တီကြီးမာကကောင်းငင်ကိုကြည်လိုက်စမ်းရည်ရင်ကိုကြည်လိုက်နှင့်ခိတ္တမြလောကကြီးကိုမေ့ပျောက်ခါစိတ်ဤတာယာမှုကို ခံစားနေမိတော်သည်မှာဘယ်မျှကြာသွားသည်မသိဆရာဆရာဒီမှာကြည်စမ်းပါဟူသောအောင်ဖေဤအော်သံညောင်းပြန်လေတရိယာလာတော့သည်ဘာလဲအောင်ဖေ တောဝက်ချေရာတွေပါဆရာအစ်စ်ဆက်ဆက်ကြီးတွေပါကျွန်တော်ဒီညက်နေကြရင်ဒီနေရာမှာဒူးရင်သီးတွေစုပုံထားမယ်ညကြရင်လာစားမယ်တောဝက်တွေကိုတွားပစ်ပြီးဆရာကိုကျွေးမယ်မနှက်ပြန်တောဝက်သားနဲ့ထမင်းစားဖို့အသင့်ပြင်ထားနော်ဟုတ်ရဲ့လားအောင်ဖေရေမင်းပြောလိုက်မှဖြင့်အလွယ်ကလေးလိုပဲအိုးစိတ်ချပါဆရာကျွန်တော်ပြစ်နေကြပါညကြရင်သာဆရာနှလုံးပြူတနတ်နဲ့ရန်တော်နှစ်တောင်းလောက်ကျတော့ကိုခဏပေးလိုက်နော်အေးအေးရပါစေမယ်အောင်ဖေ ထို့နောက်မောင်တီဂျီတို့သည်တဲအိမ်သို့ပြန်လာကြတော့သည်တဲသို့ပြန်ရောက်သောနနက်၁၂နာရီထိုးလီပြီမောင်တီဂျီသည်နနက်စာထမင်းကိုမြေချက်စွာစားနိုင်လေတော့သည် စား၍ပြီးသောတဲဤအပြင်ဘက်ဒူးရင်သည်များပုံထားသည့်နေရာသို့သွားရောက်ကြည့်ရှုလေတော့သည် လုံးရီ1500ခန့်ရှိသောဒူးရင်သည်ပုံကြီးကို တွေ့ရပေသည်အထမ်းသမားများပင် အလှဲ့ကျဒူးရင်သည်များကို စိုင်းတွင်ထည့်၍စိတ်သို့ထမ်းဆောင်သွားကြလေပြီ။ ဒူယင်သည်များကအရွယ်မျိုးမျိုးအယောင်မျိုးမျိုးအသွင်အမျိုးမျိုးပင်သည်ထိုစဉ်ပင်အောင်ဖေသည်မောင်တီကြီးအနားသို့ရောက်လာလေတော့သည်ဟောဒီဒူယင်သည်တွေရဲ့နာမည်ကိုဆရာသိပြီလားမသိပါဘူးကွယ်ဒူယင်သည်တွေဟာနာမည်ရှိကြသလားရှိတာပေါ့ဆရာကျွန်တော်ပြောပြပါမယ်ကျွန်တော်အားလုံးသိနေပါပြီဟောဒီအမျိုးကရီသာမေးလို့ခေါ်တယ်အောင်မဲတယ်ဆန်းတဲ့နာမည်ပါကလားဘာကြောင့်ဒီနာမည်ပေးတယ်လဲဒီလိုပါဆရာ ဒီဒူးရင်ဒီမျိုးကရတာရှီလွန်းလို့ပါစားမိရင်အစီရည်ပြီးရီးသားကိုတော့မေ့သွားရတယ်တကယ်ပဲလားကွယ်တကယ်ပါဆရာကျွန်တော်ကိုတွေ့ပါဒီဒူးရင်ဒီမျိုးကိုကျွန်တော်ပထမဆုံးချိန်စားကြတဲ့ကကျွန်တော်ရီးသားကိုလုံးလုံးမေ့သွားဘူးတယ်ဟာမင်းဒူးရင်ဒီကတဲကြောက်ဆရာကောင်းပါကလားဒါကြောင့်ရီးသားမေ့လို့ခေါ်တာပေါ့ဆရာဟောဒီအမျိုးကားဖြင့်ရွှေတင်းကားလို့ခေါ်တယ်အသားရောင်ကရွှေတင်းကားလို့ပဲဝင်းဝါးနေတယ် ။အိုးဒါကြောင့်ကိုဟော်ဒီအမျိုးကားတော့ဖြင့်ရေစိန်ကျွဲတယ်ဆရာ။စားမိရင်ပူလွန်းလို့ကျွဲလို့ရေစိန်ပေးရတယ်။ဒီတော့မှပဲအေးတော်တယ်။အိုးဟုတ်လားစမ်းတကွယ်။ဟော်ဒီအမျိုးကလင်မယားရံဖြည့်လို့ခေါ်တယ်။စားမိရင်အိတ်တော်တာပဲ။လင်ရောမယားရောအလုံးမလုံးနိုင်မဲ့အိမ်မောကြကူမီတခိုးလာခိုးပါလေရော။ဒါနဲ့ပဲလင်မယားရံဖြည့်ကြရော။อืมดีดีမျိုးတော့တို့ကိုမကြွေးနဲ့တော့ကြောက်เสียပါကလား ဟောဒီအမျိုးကတခွတ်တောက်လို့ခေါ်တယ်ဆရာ။စားမိရင်တက်တယ်။အရက်တခွတ်တောက်မှအတက်ပြေတော့တယ်။ဟောတာကခွေးရိုက်ခြင်းနဲ့ဆရာ။စားမိရင်အရသာရှိလွန်းလို့မှိန်နေခြင်းတော့တာပဲ။အနားကိုခွေးလိုက်ရင်ထပြီးရိုက်ခြင်းတော့တာပဲ။အင်းဒီနာမည်ကတာပြီးစမ်းတယ်ဟိ။ဟောတာကတော့လင်ငယ်လိုတဲ့ဆရာ။မရလုတဲ့လူစားမိရင်လင်ငယ်နေတတ်တယ်။ဘာဖြစ်လို့လဲကွယ်။ဟာဆရာအရသာရှိလွန်းလို့ပေါ့။ ဟောတာကတော့မရငယ်လို့တဲ့လင်းယောက်ျားဖြစ်တဲ့သူစမ်းမိရင်မရငယ်နေချင်းလာတာပဲဟာတဲစမ်းတဲ့နာမည်ဒီပါကလားဒါပေမဲ့ကွယ်ဒုများကိုတော့ဖြင့်ဒီဒူးရင်ဒီနှမျိုးကိုမကြွေးပါနဲ့ကွယ်ဒီပြင်နာမည်တွေရှိသေးတယ်ဆရာဇမင်းသားစမ်းမိရင်မင်းသားလိုကချင်းလာတော့တယ်အဝီစည်းတဲ့စမ်းမိရင်ပူလွန်းတယ်ဒီပြင်နာမည်တွေရှိသေးတယ်ခွေကားရိုင်းကိုေးအိတ်ချင်းနတ်တုတ်တာထမင်းငါးပကံ ရောက်ခမစဲยีดีดีလူမှန်းမသိโอ้နာမည်တွေအများကြီးပါပဲอืมမင်းနာမည်တွေကဖြင့်အင်မတန်စမ်းတယ်ဟိဒါတဲ့ဟိုဘတဲတဲ့ကမိโกတွေထွက်နေပါကလားဟုတ်ပါတယ်ဆရာဒူးရင်ယူထိုးနေကြပါတယ်ဆရာမြင်မှုတွေရှိအောင်တွားကြည့်ကြစို့မြမာတိုင်းလိုလိုပင်ဒူးရင်ယူကိုစားဖူးကြပေမည်တို့ရာတွင်ဒူးရင်ယူဖြစ်အောင်မြည်တို့ထိုးရသည်ကိုက မြင်မှုသူအလွန်နှဲပေလိမ့်မည် ဒူရင်ယိုကာစား၍ကောင်းသလောက်အထိုးရခက်လေတော့သည်အစတွင်ဒူရင်သည်ကိုခွဲ၍အမွှာတွင်ကပ်နေသောအသားများကိုဝါးပြားငယ်တပြားဖြင့်ဇလုံကြီးတစ်ခုထဲချစ်ချရသည်၃နာရီခန့်ချင်းမှဒဇလုံခန့်ရလေတော့သည်လွန်စွာမှပင်လက်ဝင်သောအလုပ်ဖြစ်သည်ထို့နောက်ချစ်ပြီးအသားများကိုဒဲအိုးကြီးတစ်ခုထဲသို့လောင်းထည့်ပြီးလျင်မိဖြင့်ကြိုရသည်မိငွေငွေဖြင့်သာလျင် နက်နက်စောစောမှညချမ်းချင်းထိပ် လော်တက်ခန့်ရောက်မာကြီးတစ်ခုဖြင့်အဆက်မပြတ်မှွေပေးရသည်အကယ်၍မီးလွန်သွားပါလျင်ဒူးရင်ယိုသည်အယောင်ပြတ်သွားသည့်အပြင်အရသာလဲချို့သွားရတော့သည် ထို့ကြောင့်လဲဒူးရင်ယိုထိုးရန် အထူးတက်ကြွန်းနားလေသူကိုမှ တမင်ရွေး၍ကြေးကြီးပေးငှားရသည်ဒူးရင်ယိုထိုးသူမှလဲပင်မန်းလှသည်စ၍ထိုးသည်မှယိုကောင်းဖြစ်သည်တိခိုကက်ရန်နာခွင့်မရရှာမိရှိန်ကိုအမြဲတရီပြု၍ ဘဲအိုးကိုလည်းရောင်းမကြီးဖြင့်အမြင်မှွေပေးနေရသည်ချွေးပေါက်ကြီးများကသူ့ဤနှစ်ဖူးမှာခြေမတိုင်အောင်အမြဲကြဆင်းလျက်ရှိနေသည် သူ့ခမားမှာဒူးရင်ယိုတိုးပြီးတိုးထိုးလျင်အတော်ပင်နွမ်းရီသွားရာရှာတော့သည်ဒူးရင်ယိုထိုးရာ၌နှမ်းစီနှင့်တကြားကို အရှင်းမထည့်ကြီးဒူးရင်ယိုမှထွက်သောအစီနှင့်အချိုရသားတို့မှငကိုတဘာဝအတိုင်းပင်ဖြစ်သည်မောင်တီကြီးသည်အသည့်ဆက်ဆက်ထိုးပြီးသားဒူးရင်ယိုတစ်ဆုပ်ကိုမြည်ကြည့်၏ အရသာကထူပါပြီတောင်းရွှေမြင့်မူဥကိုင်းဝေယံပိုင်ဖုံးစီဒီပွဲတော်ဒီနေကြ၆ပြီလုံးဩဇာကာမဂုံလောကီတွင် အတုမဲ့စိတ်ဤသောကပလီအရသာယရနာအစီကဲနတ်တုတ်တာထမင်းပွဲဒီဟူသောစလေဥပုံညဤအဖွဲကို ချက်ချင်းတရိယာမိတော်သည် ထို့စဉ်ဆရာတို့စားဖို့ကျွန်တော်ဒူးရင်သည်နှလုံးကိုရွေးယူလာမယ်နော် ဟူသောအောင်ဖေ၏အတန်ကိုကြားလိုက်ရလျင်ပင်လင်ငယ်လိုတော့မယူလာနဲ့နော်ဟူသောမောင်တီကြီး၏မှားတမ်းနှင့်မယငယ်လိုတော့မယူလာနဲ့နော်ဟူသောခင်တီကြီး၏မှားတမ်းနှစ်ရက်သည် တပြိုင်နက်ထွက်ပေါ်လာတော့သည်အောင်ဖေလည်းပြုံး၍ဒူးရင်သည်နှလုံးကိုဆွဲတင်လာတော့သည်မောင်တီကြီးသည်ရွှေတင်းကားအမည်ရှိသောဒူးရင်သည်တလုံးကိုခွဲလိုက်ရာရွှေတင်းကားရောင်ကဲ့သို့ဝင်းထိန်သည်သောအမွှာများကိုမြင်ရလျင်ပင် တလုံးလုံးကုံအောင်အာဘဒရာစားလီတော်သည်အရသာရှိပေစွာဩကောင်းစွာကောင်းလီစွာတကားထိုးစင်တွင်စိတ်ကန်းသူပို့ရန်ဒူးရင်သည်များကိုလာရောက်တည်ယူနေကြသောယောက်ျားများဤစကားပြောသံဒူးရင်သည်အသားများကိုချစ်နေကြသောမိမများဤဒေသန်တို့ဖြင့်မြိုင်ဆိုင်လျက်ရှိပေသည်မောင်တီကြီးသည်တဲနေမလန့်မကန်းရှိမြောင်းကြီးတဲသို့ဆင်းလာတော်သည်ထိုမြောင်းကြီးတဲတွင်လွန်စွာမှပင်ကြီးလင်းအေးမြသောစမ်းကြောင်တစ်ခုသည် ရေအရှင်မပြတ်စီးစင်းနေသည်တက်ကြွလာပြီးဖြစ်သောဒူးရင်သည်ဤအပူဓာတ်ကိုငိမ့်သက်ရန် မောင်တီကြီးသည်စမ်းနေ၌ခိတမြဆင်း၍စိတ်နေတော့သည်အပူဓာတ်အတော်ငိမ့်သွားမှစမ်းထိတ်သို့တက်လာတော့သည်စမ်းထိတ်တွင်ကတီးမဲ့များဖြင့်ပြုတ်သိမ့်နေသော မင်းကိုပင်များကိုတွေ့ရပေသည် မောင်တီကြီးသည်မင်းကိုတီးမဲ့ငါးလုံးမြခုဆု၍စားလိုက်ပြန်သည်ဒူးရင်သည်ဤအပူချိန်မှာတီးတီသာသာကြီးလျော့သွားတော့သည် မင်းကိုတီးသည်ဒူးရင်သည်အပူရှိန်ကိုငိမ့်တက်နိုင်သော ဖြည့်စည်းပင်တကားမင်းကိုပင်များအနီးတွင်တရက်ပင်ပိနေပင်စုံပတက်ပင်မယမ်းပင်နှင့်မြင့်မားသောလမွတ်တီးပင်လမတ်တီးပင်အများစုကို တွေ့ရပြန်သည် လမွတ်တီးနှင့်လမတ်တီးများကိုစားဘူးသူအတော်ပင်နဲပေလိမ့်မည်ထိုတီးများသည်ဘင်္ဂလားတရက်တီးကြီးနှင့်ခက်ဆင်ဆင်တူသည် လမွတ်တီးကလမတ်တီးတဲ့အနှဲငယ်တီး၏ထိုအသီးနှလုံးမျိုးပင် ထူကဲသောအရသာများနှင့်ပြည့်စုံကြသည်ကြီးတို့ရာတွင်လက်မုတ်သီးကပို၍လူနှစ်တဲ့သည် အစာကြေးရင်ချောင်စေသည်မောင်တီကြီးသည်လက်မုတ်သီးတစ်လုံးကို ကောက်၍တကိုက်မြမြည်ကြည်ရာတမနစ်တွင်ပင်အကြီးအကျယ်ရင်ချောင်သွားတော်သည်ထိုည၈နာရီခန့်တွင် အောင်ဖေသည်တောဝက်သွားချောင်းမြည်ဆိုပြီးမောင်တီကြီးထံမှနှလုံးမြူတနက်နှင့်ခြောက်လုံးကြီးရန်တောင်နှစ်တောင်ကိုတောင်းယူသွားတော်သည်ည9နာရီခန့်အချိန်တွင်တနက်တန်နှစ်ချက်ကိုကြားလိုက်ရသည် 9နာရီခွဲကန်တွင် အောင်ဖေပြန်ရောက်လာ၍တောဝတ်ထန်းရန်ဆိုပြီးယောက်ျား9ယောက်ကိုခေါ်ဆောင်သွားကြောင်းကြားသိရသည်မောင်တီကြီးသည်မယုံတဝက်ယုံတဝက်နှင့်ပင်အိယာမှထ၍အောင်ဖေပြန်လာကိုစောင့်ဆိုင်နေသည်10နာရီခန့်တွင် အောင်ဖေ၏အံကိုအဝေးမှကြားနေရသည်ဆရာကြီးတောဝတ်ကြီးကိုထကြည့်ပါဦးတဝက်ကြီးတဲ့တောဝတ်ကြီးပါပဲထိုအံနှင့်မရှိမနှောင်းမင်အောင်ဖေတို့လူစုသည် ပိတ်သား90ခန့်အချိန်စီးမီတောဘကြီးတကောင်ကိုဒုတ်တချောင်းရှူကာထမ်းလာကြတော့သည် အောင်ဖေမင်းသိတ်တော်တာပဲကွယ်အပြောနဲ့ညီပါပြီတဲ့ဒါတဲ့မင်းဘယ်မှာသွားပြစ်တလဲဟာဆရာညနေကကျွန်တော်ဒူးရင်ဒီအလုံး20လောက်စမ်းထိတ်မှာသွားပုံထားခဲ့တယ်ဒူးရင်ဒီအနဲ့ရရင်တောဘတွေအမြဲလာတယ်အဲ့ဒီနေရာကိုကျွန်တော်သွားချောင်းပြီးပြစ်တာဗောလူနဲ့မရအောင်လေအောက်ကဝင်ရတယ်အကောင်ကိုလည်းမြင်ရရောဓမီထိုးပြီးပြစ်လိုက်တာပဲ တစ်ချက်ထဲနဲ့မသေးလို့နှစ်ချက်ဆင်ပြီးပြစ်ရတယ်ဆရာနတ်ဖန်ကြရင်တောဝတ်သားနဲ့ထမင်းမိမ့်မိမ့်စားကြစို့ထို့နောက်အောင်ဖေတို့လူစုသည်တောဝတ်ကြီးကိုဖျက်ကြတော်သည် အိတ်နေကြသောဒူးရင်ချံလုသမားများနှင့်လုသမားများလည်းထလာကြပြီးလျင်သူတို့၏ဝေစုကိုရယူကြတော်သည်ချက်သူပြုတ်သူကြောသူလှော်သူနှင့်စူညံပျော်ရှင်လျက်ရှိကြတော်သည်နောက်တနေ့နနက်တွင်မောင်တီကြီးသည်တောဝတ်ရှာနှင့်အသင်းနှလုံးတို့ကို မဆလာနိုင်နိုင်နှင့်စီပြန်ချက်စီပြီးလျင်အထူးမြိန်ချက်စွာစားလီတော်သည် ကောင်းလိုက်သည်မှာပြောเสียမှရှိတော်ပြီတောဝတ်စွပြုတ်ကချိုပါပြီသည်အော်ကောင်းပြီစွာတကားတောဝတ်သားကစားရခဲ့ပြီချင်းထိုနေ့နေ့လယ်တွင် မောင်တီကြီးတို့သည်ကတလူကျုံးမောင်ရှိနမေကျော်နဝရက်အိုင်ကြီးတို့ရေကစားရန်သွားကြရာ15မိနစ်ခန့်ကြာသော ရောက်လာကြလေသည် နဝရက်အိုင်ကြီးကကြောက်ခွက်ကြီးတဲ့တွင်စမ်းရည်စီးစင်းရာမှ ဖြစ်ထွန်းလျက်ရှိပေသည်စိမ့်လန်းကြီးလင်းအေးမြသောရေတို့ဖြင့်ပြည့်ရှမ်းလျက်ရှိတော်သည်ဆက်နေရသည့်ပလုံးရေမခန်းကြီးတောရိပ်တောင်ရိပ်တို့ဖြင့်လုံစွာမှပင်ပနာရသော အိုင်ကြီးပေမောင်တီကြီးတို့သည်နိုင်ဝက်ခန့်ရေကစားကြပြီးလျင်ဒွိယင်တော်သို့ပြန်လာခဲ့ကြသည် အေးမြသောနဝရက်အိုင်ရေကိုချိုးလိုက်ရသောကြောင့်ခန္ဓာကိုယ်သည်အတော်လန်းဆန်းသွားတော်သည် ထိုညတွင်အောင်ဖေသည်မောင်တီကြီးထမ်းမှနှလုံးပြူတနက်နှင့်ရန်တော်နှတော်ကိုတောင်းယူပြီးလျင်တောဘတ်သွားချောင်းပြန်သည်ညဆန္ဒနာဤကန်ကြားသောမောင်တီကြီးသည်အိယာမှနိုးတော်သည်လူတန်ကြားရသဖြင့်တဲအပြင်ဘက်သို့ထွက်ကြည့်ရာလွန်ခဲ့သောညတွင်ပြည့်၍ရသောတောဘတ်ကြီးကန်ပမာဏရှိသောတောဘတ်ကြီးတကောင်နှင့် အောင်ဖေတို့လူစုကိုအံ့ဩစွာတွေ့မိတော်သည်ဆရာဒီတကောင်တော့တစ်ချက်ပဲပြစ်ခဲ့ရတယ်ရန်တော်တရောင်းသာကုန်နေဆရာ နတ်ဖန်တော်ဝက်သားဟင်းစားကြအောင်စုနော်အောင်ဖေရေမင်းအင်မတန်တော်ပါပြီတဲ့မင်းငုံကအထူးပဲချီးမွမ်းပါတယ်ကွယ်မောင်တီကြီးတို့သည်နောက်တနေ့နနက်စားကိုဆယ်နာရီတွင်တော်ဝက်သားဟင်းနှင့်မြေရှက်စွာစားတော့ရပြန်ပြီးလျင်ဘိတ်တို့ပြန်ရန်ကက်တလူစိတ်တို့လှဲဖြင့်သွားကြတော်သည်မိခလာသည်ကက်တလူစိတ်မှနနက်၁၇နာရီတွင် ထွက်လေတော်သည်မောင်တီကြီးသည် အောင်ဖေဣတိပေးကြရာ ကတလူချောင်းဝါတွင်မိเจ้าကိုဂယုဆိုက်၍ကြည်သေးသည်တို့ရာတွင် မတွေ့ရတော့ကြည်မဆမ်းပါချောင်းဝါတွင်မူကားမိเจ้าကြီးတကောင်ကိုအထင်ရှားတွေ့ရပြန်သည်နှင့် ရိုင်ဖယ်ဖြင့်အမြန်ချိန်၍ပြစ်လိုက်တော်သည်တို့ရာတွင်ရှေးကကဲ့သို့ပင်တပေကန့်လွဲသွားပြန်သည်တို့ညာလေထိပြန်ပြီဆရာ ထိပြန်ပြီဖင်မွေးကိုအသေးချာထိသွားပြီဟုသောအောင်ဖေအော်တန်ကိုယနေ့တိုင်ကြားမိရောင်ရောင် မောင်တီကြီးတို့သည်ဗိတ်မြို့သို့ ညနေ2နာရီတွင် ချောမောစွာ ပြန်ရောက်ကြပေသည်။ရှုမဝမဂ္ဂဇင်း AB လာ1950ခုနှစ်မှာဖော်ပြခဲ့ပါသည်။